This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar's Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 MHz at 8:30 a.m. and 25 meter 11.94 MHz at 8:30 p.m. Myanmar Standard Time. မြို့သားညီမျိုးရေးအစိုးရရဲ့အတံထွန်းဌာန Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတူ16မီတာ19.9 MHz ညပိုင်း၈နာရီခွဲမှလိုင်းတူ25မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါပါရှင်။ဒီမှာအပောင်းနဲ့ဖြည့်ဆုံးကြပါစေ။အခုချိန်ကစပြီး Radio NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံလွှင့်ပေးနေပါရှင်။ ရေဒီယို NUG သောတာရှင်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝပြီးဆရာနာရှင်ဘီတို့မှခင်းဝေးပြီးကိုစိတ်နှစ်ပါးဘေးကင်းလုံခြုံကြပါစေလို့ရေဒီယို NUG ဝိုင်းတော်သားတွေကဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်။မင်္ဂလာညချမ်းပါခင်ဗျာ။အခုချိန်ကစပြီး2025ခုနှစ်ဧပြီလ4ရက်နေ့ညပိုင်းရေဒီယို NUG ညပိုင်းထုတ်လွှင့်မှုတွေကိုစတင်တော့မှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့စီးရီးသတင်းကောက်နှုတ်ချက်တွေကိုရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ရေဒီယိုအန်ယူဂျီသောရရှင်များမင်္ဂလာပါခင်ဗျာခုချန်စပြီး2025ခုနှစ်ဧပြီလ4ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီစစ်ရေးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းနဲ့စစ်ရေးသတင်းကတော့စစ်ကောင်စီဘက်ကပြစ်ခတ်ရဲစဲထားမယ်လို့ကြေညာတဲ့နေ့ကစပြီးအရသာပြည်သူနေထိုင်ရာနေရာတွေကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်ခဲ့တယ်လို့ KNU ပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီဘက်ကပြစ်ခတ်ရဲစဲထားမယ်လို့ကြေညာတဲ့နေ့ကစပြီး ကရင်မျိုးသားစီယုံကလဲလွီထုခိုင်ကရတပြည်သူတွေနေထိုင်ရာဒေသတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုကဒီကနေ့ဧပြီလ၄ရက်မှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အာဏာသိမ်းထားတဲ့ဂျမ်ပတ်စစ်ကောင်စီဟာငရင်ဘေးကူညီကဲဆဲရေးနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းတွေအချိန်အဟုန်နဲ့ဆောင်ရွက်နိုင်စေဖို့နဲ့တည်ငြိမ်အေးချမ်းရေးကိုရှေ့ရှုပြီးဧပြီလ၂ရက်ကနေ၂၂ရက်နေ့အထိယာယီပစ်ခတ်တိုက်ခတ်မှုရဆဲရေးကာလအဖြစ်ထုတ်ပြန်ကြေညာထားတာနဲ့ပတ်သက်လို့အခုလိုထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ဒီထုတ်ပြန်ချက်ထုတ်ပြန်တဲ့နေ့ဧပြီလ၂ရက်နေ့ညနေ9:00နာရီမှာအာနာသိန်းချမ်းဘတ်စစ်ကောင်စီရဲ့ခမရ350နဲ့ခမရ440တို့ကကလဲလူထူခိုင်ရွှေချင်းမြို့နယ်ညောင်6ကျေးရွာတွင်ကို87မမလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်ပြည်သူပိုင်အိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင်အာနာသိန်းချမ်းဘတ်စစ်ကောင်စီရဲ့ခမရ351ကလည်းဧပြီလ3ရက်နေ့မနက်7:00နာရီဝန်းကျင်မှာကလဲလူထူခိုင်မူးမြို့နယ်ငထွေစုပ်ကျေးရွာတွင်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ငထွေစုပ်ကြီးရွာကအသက်24နှစ်အရွယ်မျိုးသမီးတူဒဏ်ရာရခဲ့ပြီးအိမ်နှလုံးပျက်စီးခဲ့တယ်လို့အသိပေးထားပါတယ်။အာနာသိန်းချမ်ပတ်စစ်ကောင်စီဟာအကြသားပြည်သူတွေအင်အားပြင်းငလင်တန်းခံစားနေရချိန်မှာလေရင်တွေဒရုန်းတွေသုံးပြီးဘုံကျဲနေခဲ့တာကြောင့်ယာယီပစ်ခတ်တိုက်ခတ်မှုရစဲကြောင်ထုတ်ပြန်ချက်ဟာဟန်ပြထုတ်ပြန်ချက်သာဖြစ်ပြီးအကြသားပြည်သူတွေရှိရာနေရာတွေကိုရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်တာတွေဆက်လက်ပြုလုပ်နေတဲ့အတွက်ပြည်သူတွေငလင်ဘေးသာမကလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြားစိုးထိတ်စွာနေထိုင်ရာမြဲဖြစ်တယ်လို့သိရပါဗျာ။ စစ်ကောင်စီရဲ့ယာယီပြစ်ခတ်တိုက်ခတ်မှုရစဲရေးထုတ်ပြန်ချက်ဟာဘန်ကောက်မှာကျင်းပနေတဲ့6ကြိမ်မြောက်ဘင်္ဂလားပင်လယ်အော်ဘတ်စုံပူပေါင်းဆောင်ရေးဘင်းစတက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်ပြီးနိုင်ငံတကာအသိမှတ်ပြုမှုကိုလက်ခံနိုင်ဖို့ကြိုးစားချဉ်းကပ်နေတာနဲ့သူတို့အာဏာတည်မြဲရေးအတွက်ရှေ့ရှုနေနေတာဖြစ်ကြောင်းနဲ့နိုင်ငံတကာကိုခုတုံးလောက်ကလူသားစံချင်းမရှိနိုင်ငံရေးစိတ်ဆန္ဒမရှိပဲအပြောနဲ့အလုပ်မညီတာကိုထင်ရှားစွာသိနိုင်တယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ ဘကိုးကျွမပေါ်စစ်ကြောင်းထိုးဖို့ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခတ်ခဲ့ရမှာစစ်သား၄ဦးသေဆုံးဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဘကိုးတိုင်းတာဝရီခန်အုပ်ပုံမြို့နယ်အပိုင်းဘကိုးကျွမပေါ်ကိုစစ်ကြောင်းထိုးဖို့တက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုမိုင်းဆွဲပြီးပစ်ခတ်တိုက်ခတ်ခဲ့ရာစစ်သား၄ဦးသေဆုံးပြီး၂ဦးပြင်းထန်ဒဏ်ရာရသွားတယ်လို့မြေရောက်ပြောကြားတပ်ဖွဲ့အုပ်ဖို့ကပြောပါတယ်။ဘကိုးရုံမဘကိုစစ်ကြောင်းထိုးဖို့တက်လာပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကားစီးကိုအီဘီလာနှစ်ရက်နေမနက်ပိုင်းကပေါင်းတယ်စုဂျေးရွာနီမှာ တာဝရီခဲတရင်383ညနှစ်တက်ခွဲလီမြေဟောက်ပျောက်ကြားတက်ဖွဲ့အုပ်ဖို့ကရဲဘော်တွေမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မိုင်းဆွဲတိုက်ခိုက်ခံရတဲ့စစ်ကောင်စီတက်ဖွဲ့ဖျိုးပြဲဖြစ်နေချိန်မှာတော်လိုင်းရဲဘော်တွေက15မိနစ်ခန့်ပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာကြောင့်စစ်သားတွေခမရ6ဘက်ထွက်ပြေးသွားကြတယ်လို့အသိပေးထားပါတယ်။ဘကိုးရုံးမဘော်ကိုစစ်ကောင်စီတက်ဖွဲ့တွေထပ်ပြီးစစ်ကြောင်းထုတ်လာနိုင်ပြီးတိုက်ပွဲတွေထပ်ပြစ်လာနိုင်တဲ့အတွက်မြန်မာလူလူနေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေနီးသွာလာနေထိုင်တာတွေလုံးဝမလုပ်ကြဘူးမြောက်ပြောင်ကြတပ်ဖွဲ့အုပ်ဖို့ကသတိပေးနှိုးဆော်ထားပါတယ်ခင်ဗျာ အခုတခါဒီဒိန်ခလာရ269တက်ကစစ်သား2ဦးလက်နက်ခဲယမ်းတွေနဲ့အတူ PDF ဇိုလန်ထံအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပြီးမှာဖြစ်ပါတယ်။ချင်းပြည်နယ်ဒီဒိန်မြို့မှာရှိတဲ့ခလာရ269တက်ကစစ်သား2ဦးလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတယ်လို့ PDF ဇိုလန်ကပြောပါတယ်။အသက်23နှစ်အရွယ်ရှိတဲ့ရဲဘော်ဖိုးခွနဲ့အသက်22နှစ်အရွယ်ရှိတဲ့ဒုတက်ကျမျိုးမင်းကျော်တို့ဟာအေဘီလာ3ရက်နေ့မှာလက်နက်ခင်းရံတွင်နေတူ PDF ဇိုလန်ဘက်ကိုအလင်းဝင်လာတာလို့မိမပြည်သူတွေကိုအသိပေးထားပါဗျ။ လက်နက်ခဲတွေနဲ့အတူအလင်းဝင်လာတဲ့ခလာရ269တပ်ကစစ်သား2ဦးကိုစုချင်းငွေချင်းမြင့်ခဲ့တယ်လို့လည်း PDF ဇွန်လန်းကထုတ်ပြန်တဲ့တပ်ဖို့မှတ်တမ်းတွေရသိရပါတယ်။ခလာရ269တပ်ကတိုင်းရင်းမှုအနေနဲ့ပြည်တော်စုနိုင်ငံသားဆိုတဲ့စိတ်ထားပြီး PDF နဲ့ပူးပေါင်းပေးဖို့လည်းတိုက်တွန်းထားပါတယ်။ဒီတော်လိုင်းမှာတိုင်းရင်းသားတွေရဲ့အနာဂတ်ဖြစ်တဲ့အတွက်အများအကျိုးကိုကြည့်ပြီးသေချာစဉ်းစားသုံးသပ်ဖို့လည်းဒေသတော်လိုင်းအင်အားစုတွေကအသိပေးထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စည်ရေးသတင်းတွေကို ရေဒီယိုအန်ယူဂျီသတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာစီးတရင်းလေးကိုနားဆင်လို့အပြီးမှာတော့အခုဆက်လက်ပြီးပြည်တွင်းသတင်းလေးကိုကျွန်တော်ຫນွေဦးနိုင်ကတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ င်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်အေဘီလာ၄ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယို NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနည်းနဲ့ငလင်ကြောင့်ပြင်းထန်တန်ရာရသွားတဲ့ဥပိုလ်အချင်းချောင်းကအချင်းသားတွေစေကူတာခွင့်ကန့်သက်ခံနေရတဲ့သတင်းကိုတင်ပြပေးပါမယ် အင်အားပြင်းငလင်ကြောင့်ပြင်းထန်တန်ရာရသွားတဲ့မန္တလေးဥပိုလ်အကျဉ်းထောင်ကအကျဉ်းသားတွေဈေးကူသားခွင့်ကန့်သတ်ခံနေရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဒီကနေ့ဧပြီလ၄ရက်နေ့မှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်အမျိုးသမီးအဆောင်တွေဖြစ်တဲ့အဆောင်1အဆောင်2နဲ့အမျိုးသမီးဆေးရုံဆောင်တွေပြိုကျပျက်စီးခဲ့တယ်လို့အမျိုးသားအဆောင် အလုတ်ယုံအဆောင်တွေနဲ့ကာယံထားတဲ့အုပ်ယိုးတွေပြိုကျခဲ့တယ်လို့ဆိုထားပါတယ်။ PBNM အနေနဲ့ငလင်ကြောင့်အမျိုးသားတအူးနဲ့အမျိုးသမီး2ဦးတည်ဆုံပြီးတော့ကြားမအတီးပြုတ်ဖို့လိုအပ်နေစေတအူးအပါဝင်စုစုပေါင်း4ဦးတည်ဆုံခဲ့တာကိုအတီးပြုတ်ထားနိုင်တယ်လို့သိရပါတယ်။ငလင်ကြောင့်ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရပြီးတော့စိုးရင်ရသူ9ဦးရှိကဈေးရုံတက်ရန်လိုအပ်နေသူ40ကျော်ရှိတယ်လို့အတည်ပြုထားပါတယ်။ အချို့သောထိခိုက်ဒဏ်ရာရသူတွေဟာအချင်းထောင်တွေမှာကုသဖို့မလွယ်တဲ့အတွက်ကြောင့်ပြင်ပဈေးရုံတွေကိုပို့ပြီးတော့ကုသရမှာဖြစ်ပေမယ့်ဈေးကုသခွင့်မရပဲဒီကနေ့အထိကန့်သက်ခံနေရသူတွေများစွာရှိနေတဲ့အပြင်ထိခိုက်ဒဏ်ရာရသူတွေဟာမိသားစုဝင်တွေနဲ့လည်းဆက်သွယ်တွေးဆခွင့်မရတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိအချိန်မှာအကျဉ်းထောင်ဟာဆေးဝါးလိုအပ်ချက်တွေများစွာရှိနေပြီးတော့အရက်ပြန်ဂွန်အနာကျက်ဆေးရည် ပတ်တီးစတဲ့ဈေးဝပစ္စည်းတွေလိုအပ်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PBNM ကထုတ်ပြန်ထားပါရခင်ဗျာဆလဘီမင်းတန်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးယုံကလစ်လက်ရာဒူးအတွက် CDM ဝန်တန်းများကိုဦးစားပေးခေါ်ယူနေတဲ့တရင်ကိုတင်ပြပေးပါမယ်။မင်းတန်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ယုံမှလစ်လက်နေတဲ့ရာဒူးနေရာတွေအတွက်တတ်မှတ်အရေးအချင်းနဲ့ကိုက်ညီတဲ့ CDM ဝန်တန်းတွေကိုဦးစားပေးခေါ်ယူနေတယ်လို့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါရီ မင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ယုံကအလုတ်ခေါ်စားကိုဧပြီလ3ရက်နေ့မှာအတိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။လက်ရှိအချိန်ဟာမိမိတို့ဒေသကိုဝိုင်းဝန်းတည်ဆောက်ကြရမယ့်အချိန်ဖြစ်ပြီးဆရာနာရှင်စနစ်အမြင့်ပြုတ်စီဖို့ဝိုင်းဝန်းလှုပ်ဆောင်ကြရမယ့်အချိန်ဖြစ်ကအခြားညီနောင်တိုင်းရင်းသားတွေနဲ့အပြန်အလှန်အကျိုးစီးပွားပြုပြီးတော့ ငင်းချင်းစွာအတူရှင်တွဲနေထိုင်ကြဖို့မိမိတို့ဒေသမှာအကျင့်ပြက်ချစားဗက်လိုက်မှုတွေလုံးဝကင်းရှင်းပြီးပြည်သူလူထုအမှန်တကယ်အားကိုးယုံကြည်ရတဲ့အယက်သားအုပ်ချုပ်ရေးရန်တရားတည်းရဲ့ဖော်ဆောင်နိုင်ဖို့မိမိတို့ကိုယ်တိုင်တတတအားပါဝင်ကြရမယ့်အချိန်ဖြစ်တဲ့အတွက်ကြောင့်တမတ်အကြီးအချင်းနဲ့ကိုက်ညီသူတွေအနေနဲ့မင်းတမျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ယုံနဲ့သက်ဆိုင်ရာမျိုးတိုက်နယ်အုပ်ချုပ်ရေးမှုတွေကတဆင့်ရှောက်ထားနိုင်တယ်လို့အသိပေးထားပါတယ်။ တော်လိုင်းကာလဖြစ်တဲ့အတွက်ကြောင့်ရွေးချယ်ခန့်အပ်ခံရသူတွေအနေနဲ့လစာနဲ့အကျိုးစီးပွားတွေအပါအဝင်အထူးခံစားခွင့်တွေရှိမှာမဟုတ်ဘဲနဲ့တော်လိုင်းခံယူချက်ရှိသူတွေအနေနဲ့ရခဲ့လာတဲ့ဒီအခွင့်အရေးမှာကိုယ်တိုင်ကိုကြပါဝင်လို့သူတွေရှောက်ထားနိုင်တယ်လို့သိရပါတယ်ခင်ဗျာဆလဘီဝရန်ထုတ်ခံထားရတဲ့စေကောင်းဆောင်မယောင်လိုင်းကိုဖန်းစည်းဖို့အင်တာပိုအဖွဲ့ဝင်ထိုင်းအစိုးရကိုတောင်းဆိုတဲ့သတင်းကိုတင်ပြပေးပါမယ် ဝရမ်းထုတ်ခံထားရတဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်ကိုဖမ်းဆီးဖို့အင်တာပိုအဖွဲ့ဝင် ထိုင်းအစိုးရကိုတောင်းဆိုထားတယ်လို့ Burmese Rohingya Organization UK ကဒီကနေ့ဧပြီလ4ရက်နေ့မှာထုတ်ပြန်ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်ကို Rohingya လူမျိုးတုံးတပ်ဖြတ်မှုနဲ့ဖေဖော်ဝါရီ13ရက်နေ့မှာ Argentina နိုင်ငံတရားရုံးကဖမ်းဝရမ်းထုတ်ခဲ့ပြီးတော့ဧပြီလ10ရက်နေ့မှာအပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့တာလို့ Broker အဖွဲ့ကပြောကြားထားပါတယ်။ ဇေကောင်းဆောင်မင်းအောင်လှိုင်ကိုဖမ်းဆီးဖို့အာဂျင်တီးနားတရားရုံးကအခုဧပြီလ10ရက်နေ့မှာပဲနိုင်ငံကရဲတပ်ဖွဲ့ Interpol ထံဖမ်းဝရမ်းပေးပို့လိုက်တာလို့နားလည်ရပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပနေတဲ့ Binstead ညီလာခံတပ်ဖွဲ့ဇေကောင်းဆောင်မင်းအောင်လှိုင်ရောက်ရှိနေချိန်မှာပဲဇေကောင်းဆောင်ကိုဖမ်းဆီးပေးဖို့အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ Interpol အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းကို Burmese Rohingya Organization UK ကဒီကနေ့ဧပြီလ၄ရက်နေ့မှာတောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံဟာ1950ခုနှစ်ကတည်းကအပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ Interpol အဖွဲ့ဝင်နိုင်ငံဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်လဲဖမ်းဝရမ်းထုတ်ခံထားရသူတွေကို Interpol အဖွဲ့ဝင်နိုင်ငံမှာတွေ့ရင်လုပ်ငန်းစဉ်အတိုင်းတရားရုံးကိုတရားဝင်လွှဲပြောင်းပေးဖို့ broker တိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်။ ထိုင်းရဲတပ်ဖွဲ့အနေနဲ့အင်တာပိုရဲ့တောင်းဆိုချက်ကိုလက်ခံခဲ့မယ်ဆိုရင်စစ်ကောင်းဆောင်ဟာထိုင်းနိုင်ငံမှာအဖမ်းခံရနိုင်တယ်ဆိုတဲ့သတင်းတွေလည်းဒီကနေ့မှကြဲကြဲလောင်လောင်ထွက်ပေါ်နေပါတယ်။အာဂျင်တီးနားနိုင်ငံဘူနိုအေရီစ်မြို့မှာရှိတဲ့တရားရုံးကစစ်ကောင်းဆောင်မင်းအောင်လိုင်းအပါအဝင်ရိုင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုမှာပါဝင်တဲ့စစ်ကောင်းစီအရာရှိ23ဦးနဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တမရဟောင်ဦးထင်ကျော်တို့ကိုရိုင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့ဖမ်းဝရမ်းထုတ်ထားပေမဲ့လက်ရှိမှာအဘိဘီဆိုင်ယာရဲတပ်ဖွဲ့အင်တာပိုထံ ဖန်ဝင်အပုတ်ခံရတာကတော့စစ်ကောင်းဆောင်မင်းအောင်လိုင်းတအူးတည်းဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ ဆက်လက်ပြီးဘန်ကောက်မြို့မှာလူသက်သမားမင်းအောင်လှိုင်ကိုငါတို့မကြိုဆိုဘူးဆိုတဲ့စာတမ်းချိတ်ဆွဲပြီးစင်တာပြတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုဖျက်ဆီးစီးစင်းသွားတဲ့ကြောက်ဖျားမြစ်ပေါ်ကတရားတစင်းပေါ်မှာအာနာသိန်းခေါင်းဆောင်ကိုရည်ညွှန်းတဲ့လူသက်သမားမင်းအောင်လှိုင်ကိုငါတို့မကြိုဆိုဘူးဆိုတဲ့စာတမ်းချိတ်ဆွဲပြီးစံထားပြခဲ့ကြတယ်လို့ထိုင်းဘက်ကလာတဲ့သတင်းတွေကဆိုထားပါတယ်။အာနာသိန်းခေါင်းဆောင်မင်းအောင်လှိုင်ဟာဘင်္ဂလားပင်လယ်အော်ကန္ဓာဆောင်နီးပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဘင်းစတက်ထိပ်သီးညီလာခံတက်ရောက်ဖို့ ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုဧပြီလ3ရက်နေ့မှာရောက်ရှိခဲ့တာပါအကြံဘက်စိတ်ကောင်းဆောင်မင်းအောင်လှိုင်ဟာထိုင်းဝင်ကြီးချုပ်ရဲ့ဖိတ်ကြားချက်အရဗန်ကောက်မြို့ကိုရောက်ရှိနေတာဖြစ်ပြီးတော့ဒီကနေ့ဧပြီလ၄ရက်နေ့မှာဘင်းစတက်စီဝေးတက်ရောက်မှာဖြစ်ပါတယ်။အာနာသိန်းစိတ်ကောင်းဆောင်တဲခုနေတယ်လို့ဆိုတဲ့ရှန်ဂရီလာဟိုတယ်နဲ့မနီမဝေးကစွန်တက်ကြောက်ဖျားတံတားပေါ်မှာ We do not work on matter me online ဆိုတဲ့စာတန်းချိတ်ဆွဲထားတာဓာတ်ပုံမှန်တမ်းတွေမှာတွေ့ရပါတယ်။အာနာသိန်းခေါင်းဆောင်ကိုစန်ထားပြတဲ့အနေနဲ့ထိုင်းရောက်မြန်မာလုပ်သားတွေဒီကနေ့ April 4ရက်နေ့မှာအလုံမစင်းချဖို့နဲ့အနက်ရောင်ဝယ်စားတွေဝစ်စင်ချဖို့ညွေဥတော်လန်ကြီးရဲ့လူလူတပိတ်အင်အားစုတွေကတိုက်တွန်းထားပါတယ်။အကြံဘက်စစ်ခေါင်းဆောင်ထိုင်းနိုင်ငံကိုရောက်ရှိနေချိန်မှာထိုင်းပြည်သူတွေဟာလွတ်တော်ရှိသွားပြီးတော့စန်ထားပြခဲ့တာလည်းရှိတယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးစစ်ကောင်းဆောင်ကိုအစည်းအဝေးတက်ရောက်ခွင့်ပေးတဲ့ဘင်းစတက်အဖွဲ့ဝင်နိုင်ငံတွေကိုရှုတ်ချကြောင်းတပိတ်အင်အားစုပြောတဲ့သတင်းကိုတင်ပြပေးပါမယ်။ထိုင်းနိုင်ငံမကောင်းမြို့မှာကျင်းပတဲ့ဘင်းစတက်အစည်းအဝေးမှာစစ်ကောင်းစီကောင်းဆောင်မင်းအောင်လှိုင်ကိုတက်ရောက်ခွင့်ပြုတဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကိုမြမနွေဦးတော်လန်ရေးလူမှုတပိတ်အင်အားစုကရှုတ်ချလိုက်ပါတယ်။ရိုဟင်ဂျာလူမျိုးတွေကိုမျိုးတုံးတက်ဖြတ်ခဲ့တာကြောင့်အာဂျင်တီးနားနိုင်ငံဘူနိုအေရီစ်တရားရုံးကရာဇဝတ်သားအဖြစ် ဖန်ဝရန်ထုတ်ခံထားရပြီးတော့မြန်မာနိုင်ငံကအရက်သားပြည်သူထောင်ပေါင်းများစွာကိုတပ်ဖြတ်ခဲ့တာလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာငလင်ဘေးဒဏ်တင့်နေချိန်မှာတော့အရက်သားပြည်သူတွေကိုဆက်လက်တပ်ဖြတ်နေတဲ့မင်းအောင်နိုင်ကိုအစည်းအဝေးတက်ခွင့်ပြုတာဟာမြန်မာပြည်သူတွေအပေါ်စာနာမှုမရှိဘူးဆိုတာပြသရာရောက်တဲ့အတွက်ဘင်းစတက်အစည်းအဝေးကတပ်ဆိုင်ရာတာဝန်ရှိသူတွေကိုရှုံချလိုက်တာဖြစ်ပါတယ်။ ဒီရှုံးချကြောင်းထုတ်ပြန်ချက်ကိုမြန်မာထိုင်းအင်္ဂလိပ်၃ဘာသာနဲ့အေဗီလာ၃ရက်ညပိုင်းမှာထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်စစ်ကောင်းဆောင်ဟာဘင်းစတက်အစည်းအဝေးတက်ဖို့ မနေ့ကအေဘီလာ3ရက်နေ့ကပဲထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ရှိလာခဲ့ပြီးတော့ဒီကနေ့အေဘီလာ4ရက်နေ့မှာအစည်းအဝေးတက်ရောက်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာဘင်းစတက်အစည်းအဝေးကိုလာတဲ့အဖွဲ့ဝင်နိုင်ငံတွေကခေါင်းဆောင်တွေနဲ့တွေ့ဆုံခွင့်ရခဲ့ပြီးမဲ့တစ်ဖက်မှာလည်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုဖမ်းဆီးဖို့အင်တာပိုအဖွဲ့ဝင်ထိုင်းအစိုးရကို Bami Stranger Organization UK ကဒီကနေ့အေဘီလာ4ရက်နေ့မှာ တောင်းဆိုထားတာလည်းရှိနေပါတယ်ခင်ဗျာ။ဆလဘီအင်လေးဒေတာမှာတော်မီကတဆင့် ဥတီစာပိုင်ဟိုတယ်မီးလောင်ပျက်စီးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ရန်ပင်နယ်တောင်ပိုင်းအင်းလီဒီတာမှာတော်မီလောင်ယာကနေစီးပွားရေးလုပ်ငန်းရှင်ခရိုနီဥတီဇပိုင်နဲ့နာမည်ကျော်မြန်မာ Treasure Hotel မီးကူးဆက်လောင်ကျွမ်းကပျက်စီးသွားတယ်လို့ဒေတာသတင်းရင်းမြစ်တွေကပြောပါရယ်။မနေ့ကအေဗီလာ3ရက်နေ့နေ့လယ်ပိုင်းကလောင်ကျွမ်းတဲ့တော်မီကတဆင်မြန်မာ Treasure Hotel ကိုပါမီးကူးဆက်လောင်ကျွမ်းခဲ့ပြီးတော့အဆောင်တွေအားလုံးမီးလောင်ပျက်စီးသွားတယ်လို့ဒေတာနေပြည်သူတွေနဲ့ခရီးသွားလုပ်ငန်းရှင်အတိုင်းဝန်ကဆိုပါရယ်။ ဒီဟိုတယ်ကိုဦးတည်စားရဲ့ Two Group of Companies အုပ်စုကပိုင်ဆိုင်တာဖြစ်ပြီးတော့တစ်သားတွေနဲ့တိစောက်ထားတဲ့ဟိုတယ်လို့သိရပါတယ်။ဟိုတယ်မီလောင်မှုကိုတော့ညောင်ရွှေမြို့နယ်မိသက်၊နန်းပန်နယ်မိသက်၊အေးတာယာနယ်မြေမိသက်၊ဟဲဟူးနယ်မြေမိသက်ရွှေညောင်မိသက်ဌာနတို့ပူးပေါင်းပြီးညှိနှိုင်းတက်ခဲ့တာကြောင့်ညနေ6:45မိနစ်မှာ မင်းငိမ့်သွားတယ်လို့မြန်မာနိုင်ငံမိသက်ဌာနကထုတ်ပြန်ထားပေမဲ့ဆုံးရှုံးမှုတန်ဖိုးကိုအတိပေးမထားပါဘူးစီးပွားရေးလုပ်ငန်းရှင်ခရိုနီဦးဒီစာပိုင်နဲ့ရန်ကုန်မြို့တော်ကကန်တော်ကြီးဖဲလီဟိုတယ်ဟာ2018ခုနှစ်မှာမီးလောင်ပျက်စီးခဲ့တယ်လို့ကချင်ပြည်နယ်ပူတာအိုမြို့မူလာရှိတီရက်ွက်မှာရှိတဲ့ မလီကာလော့ချ်ဟိုတယ်ဟာလည်း2024ခုနှစ်အခုလိုအချိန်မှာမီးလောင်ပျက်စီးခဲ့တယ်လို့မှတ်တမ်းတွေအများသိရပါတယ်။အင်းလီဒေတာမှာပြီးခဲ့တဲ့မိုးရာသီကဖြစ်ခဲ့တဲ့ယာဂီမုန်တိုင်းအချိန်ကြောင့်ထိခိုက်ပျက်စီးမှုများရှိခဲ့တယ်လို့မလ28ရက်နေ့ကမန္တလေးမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်လည်းနေအင်းအများပြပျက်စီးက89ဦးသေဆုံးခဲ့တယ်လို့အင်းလီဒေတာလူခွင့်ရေးအဖွဲ့ကမလ30ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။2024ခုနှစ်နိုဝင်ဘာလ15ရက်နေ့ကလည်းအင်းလီဒေတာကနမ်မချိုဟိုတယ်တလုံးဖြစ်တဲ့အင်းလီ princess ဟိုတယ်လေမိဘုံပြန်ပြက်ကြရာကဟိုတယ်တစ်ခုလုံးမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့မှတ်တမ်းတွေအရသိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန်းကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ မင်္ဂလာပါရှင်မနက်ဖြန်အေးပြီးလာ9ရက်နေတော့မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိတ်အထင်တင်ကနေတိတ်ထူထနိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိတ်အနှဲ့ငယ်ဖြစ်ထွန်းနိုင်ပါတယ်ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကမ်းရိုးတန်းနဲ့မြို့ဝကျောမော်ဒေသတို့မှာလီဟာအနောက်အနောက်မြောက်ဘက်ကနေတနအိုက်ကောင်မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနှဲ့ငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်တနင်္လာရီကမ်းရိုးတန်းနဲ့မုံတမခွေးတို့ဘက်မှာတော့လီဟာအရှိအရှိမြောက်ဘက်ကနေတနအိုက်ကို10မိုင်ကနေ -10 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနှဲ့ငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ် မိုးချီနေကတော့ရန်ကုန်တိုင်းဒေသကြီး၊အေရရီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထေချုံရွာနိုင်ပြီးစကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထေချုံရွာနိုင်ပါတယ်။နေပူချိန်တွေကတော့မြန်မာနိုင်ငံဒေသတချို့တို့မှာအပူချိန်တွေပြန်လည်လျော့ကျနိုင်ပါတယ်။မြူချိန်တွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာမြူကျဆင်းမှုလျော့ကျနိုင်ပါတယ်ရှင်။ ခုဆက်လက်ပြီးတော့ Airy ဖက်ချာတင်ဆက်ထားတဲ့သကိုင်းတောင်ရိုးရှိရဟန်းတန်ကာသီလရှင်ဆရာလေးများငလင်တန်ကြောင့်ထိခိုက်ပြန်လွန်တော်မူတာတွေရှိပြီးကုညီကယ်ဆယ်ရေးတွေလည်းမလုံမလောက်ဖြစ်နေဆိုတဲ့သတင်းနဲ့အတူလူလူစကားတံကိုနားဆင်ရမှာဖြစ်ပါရယ်ခင်ဗျာ Radio Enugu ကိုနားတော်တာဆင်နေကြတဲ့ပရိသတ်များရှင်အခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့သတင်းနဲ့အတူလူလူစကားတံအစီအစဉ်ဖြစ်ပါတယ်စကိုင်းတောင်ရိုးကရဟန်းတန်ကာသီလရှင်လေးတွေ ငရင်တန်းကြောင့်ထိခိုက်ပြန့်လွန်တော်မူတာတွေရှိနေပြီးကုညီကယ်ဆယ်ရေးတွေလည်းမလုံမလောက်ဖြစ်နေပါတယ်ဒီသတင်းကိုရွှေညမောင်ကပေးပို့ထားပါတယ်ရှင်စကိုင်းငရင်ကျောင်းစကိုင်းတောင်ရုံမှာထိခိုက်ပျက်စီးတာတွေအများအပြားရှိနေပြီးအပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာကတော့စကိုင်းနဲ့မင်းဝွန်တောင်ရုံကကျောင်းပေါင်း2000ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။စကိုင်းတောင်ရုံကပညာသင်ကြီးငါးတဲ့ကျောင်းဆောင်မှာဆရာလေးတွေစစ်ပေးရှောင်နေနေထိုင်ကြတာဖြစ်ပြီးပျက်စီးဆုံးရှုံးမှုအခြေအနေကိုသိမြင်လိုက်တဲ့တီလရှင်ဆရာကြီးတစ်ပါးကအခုလိုမိန့်ပါတယ်။ ကျောင်းလေးရဝင်လို့မရဘူးအဲ့ကြကွဲဒီဘက်ကကျတော့အဲ့မယ်ဒူရီရောလေဆရာလေးကြီးကိုရင်းလေးတွေပေါ့နော်ဒူရီခက်ပြမြပေါ့စပီးချောင်းလေးလာနေကြသည်အားအိခင်ပြမြအလေတဲ့တို့အောက်ထက်တို့အားအိခင်ရတာပေါ့ဘောထက်ကြီးချောင်းလို့လူအလောက်မြင်ရဘူးကိုယ်တော်များတယ်ကျိုးတဲ့လူတွေကဟိုမှာရောက်သွားပြီလေကျိုးတဲ့လူတွေပညာအလူနောက်ပြောဟိုခြေောက်ကိုစိုက်မိတဲ့လူတွေတို့ပေါ့နော်အားအိမြင်ရအောင်ဟိုမှာရောက်သွားခြေောက်တွေနှစ်ဖက်လုံးဖြတ်မှာတို့အားအိမြင် ဒီစားတော့ညထအောင်ပဲလောင်းနေထုတ်ရတယ်ဒီလောင်းတော့မလို့ညနေနဲ့လောင်းငရင်ဘ ਹੁ ချက်နဲ့အနည်းဆုံးမှာတရှိနေတဲ့ဇိုင်းမျိုးဟာပျက်စီးဆုံးရှုံးမှုများပေမဲ့လျှက်စစ်မီနဲ့အင်တာနက်မရရှိတာကြောင့်ငရင်လှုပ်ခါစားမှာအဆက်အသွယ်တွေပြတ်ပြီးဇိုင်းမျိုးရဲ့ဒုက္ခကိုကယ်တင်နိုင်ဖို့နောက်ကျခဲ့တာလည်းဖြစ်ပါတယ်။ငရင်လှုပ်ပြီးတဲ့နောက်ဇိုင်းတရာဟောင်းကပြိုကျသွားခဲ့ပြီးတရာအစ်တမလည်းအနေငယ်ရွေးဆောင်ကအောက်ခြေတန်းမောင်းချုပ်တန်းတွေလည်းပြတ်ထွက်ကုန်လို့တရာဖြတ်တန်းခွင့်ကိုလည်းကန့်တတ်ခဲ့ပါတယ်။ စကိုင်းမြို့ရဲ့အပြက်စီအဆုံရှုံအခြေအနေနဲ့ပတ်သက်ပြီးပညာသင်ကြီးတိလရှင်စတင်လိုက်ပြောကြရမှာမလ31ရက်နေ့ကလာရောက်ခဲ့တဲ့သူတို့ကအခုလိုပြောပါရတယ်။ ကျွန်တော်တို့ထည့်ထားတာလည်းပို့ပြီးတော့ပြည့်စုံဆုံးဖြတ်မှုများပါလေဗျာ။ဒါငါးတဲ့ကျောင်းဆောင်ကြီးကပြူကျသွားတဲ့အချိန်ပြီးအောက်မှာဆရာလေးကြီးတင့်မိနေပေါ့နော်။တင့်မိရတာကျွန်တော်ခုသူတို့လက်လျှော့သွားပြီးတော့ပြောတယ်။အထဲမှာတော့9ယောက်ကျန်သေးတယ်ပေါ့နော်။အဲ့ဒါကိုကျွန်တော်တို့ကေဇေကြီးအဖွဲ့ကြီးထပ်ခေါ်ပြီးတော့ဟောကျွန်တော်အသက်ရှင်တိုင်းတာကြီးဟာနဲ့ရှင်နိုင်သေးလားဆိုတဲ့ဟာကိုမကြခင်မှာကျွန်တော်တို့ရှာဖွေပြီးတော့ပြေလို့ရရင်တော့ကျွန်တော်ဆက်ခဲ့ပါမယ်ဗျာ။ဒါပေမဲ့ခုလက်တလုံးမှာတော့ဘယ်သူတေဆုံးသွားလို့လဲတော့မသိဘူးဒီအနမ်းတက်ပြီးတော့ကျွန်တော်ရနေရပြည့်တယ်ဗျာ။ စကိုင်းတောင်ဟာဗုဒ္ဓဘာသာဝင်တို့အထွတ်မြတ်ထားရာနေရာတစ်ခုဖြစ်ပြီးမြန်မာနိုင်ငံမှာထင်ရှားတဲ့သာသနာ့နေမြေတစ်ခုလည်းဖြစ်ပါတယ်။လက်တလုံးငရင်ဘေးကြောင့်ကြောင်းတိုက်နေဂျဟန်တန်ဃာတော်တွေနဲ့သီလရှင်ဆရာကြီးဆရာလေးတွေဟာနေရာကြောင်းနဲ့ဆုံးဖုံပေးဖို့ကိုလည်းအခက်အခဲတွေဖြစ်လာပါတယ်။အခုတင်ဆက်ပေးခဲ့တဲ့မြေပြင်သတင်းအကြောင်းအရာတွေကိုတော့သတင်းတောက်ရွှေညောင်မောင်ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။ ရေဒီယိုအန်ယူဂျီမှဆက်လက်အတန်းလွှင့်နေပါတယ်။အခုဆက်လက်ပြီးတော့တော်လရေးကဗျာကန်ကြမှာမောင်လင်းရဲ့ရေးသားထားပြီးလွတ်လပ်မှုဖက်ကြားထားတဲ့နေရီကန်ဟာနှက်ကြီးမှာအတီအကြားဆိုတဲ့တော်လရေးကဗျာကိုနားဆင်ရမှာဖြစ်ပါတယ်ခင်ဗျာ။နေရီကန်ဟာနှက်ကြီးမှာအတီအကြားတွေးခြင်းကကွာတာကို A တွေ B တွေ AB တွေ O တွေထည့်မစင်စားပဲလက်ခံရတော့မှာ။ ။အဲပိဆက်ပင်အညွန့်ကလေးတွေဟာမြောက်ဘက်ကိုရိမ့်နေကြပြီးနေကြာပွင့်လေတံရဲ့အဆောင်အငဲ့ကိုလည်းနေအောင်ချီကြရာမြင်းနဲ့ဆက်ဆက်ကြည့်ပေါ့။သူ့သားကလေးနတ်ရီကန်နဲ့ခုံဆင်းဖြစ်ပုံကိုမုံရွာចောင်းသူဟောင်းကပြောပြတဲ့နေ့မှာ15နှစ်ဆိုတာကြာချင်မှလည်းကြာဘာမှလည်းကြာတာမဟုတ်ဘူးလို့စိတ်ကိုပက်လက်ကူးနဲ့ဖော့ရ။နတ်ရီကန်ဆိုတာအစ်စ်လိုစားတဲ့ခါလဲစားပြစ်နိုင်တာကြောင့် နွေဦးနတ်ရီကံအတက်မှာတပြေညွန့်လေးတွေကိုလက်ခံဖို့အသင့်ပဲလို့မသွေတမ်းစိတ်မညွန့်နိုင်ရအကြောင်းပြချက်ဟာအကြောင်းပြချက်ပဲအချင်းအရာထဲမှာအချင်းအရာဟာပွက်ထားလို့မရဘူးတင့်ကိုတင်ခွတ်လွတ်နိုင်ဖို့ရတိဆောက်မှုဖန်ခိုင်တဲ့ပြင်ဆင်ဖို့အဲ့ဒီကောင်တွေစီကမိเจ้าမျက်နာနမူနာသွေးကူးခြင်းလဲကူးဖို့သွေးချင်းကွာတာကိုတော့နှစ်ခါမစင်းစားတဲ့ကောင်လေးတွေကချူပြီး ပြမနေပါဘူးတဲ့ခံစားမှုမှာအယူမှုဆိုပြီးပင်လေပြပြမှာပဲကူးဖို့စိတ်ကူးနေရင်တော့အထူးရာကုမတ်တကနိဗာမျှတာဗီဇပါလာတဲ့ရာကုမတ်တကတွေရောဗီဇပါလာတဲ့အန္တတွေရောနတ်ရီကန်တဲ့စင်ကွင်ရှိပါတယ်နိုင်ငံရေးမှာရောကြပြားမှုမှာပါ လူယိုသေးရှင်ယိုသေးဖြစ်ဖို့ရာ လူတိုင်းမှာဘယ်တာဝန်ရှိပါမလဲရွေးချယ်ဝတ်ဆင်တဲ့ဝတ်စုံဟာ လူယိုသေးရှင်ယိုသေးဆိုရင်သာအဲ့တဟာတင်နဲ့တိုင်းချုပ်ထားတာဖြစ်မယ်ပုံစံပြမာထဲကခတ်ချာချာပိတုကာမှုဟာဘလောက်ခင့်မီဆန်းတဲ့တဲ့တုတ်ဆေးနဲ့နန်ရန်ကတ်ကြွေပြားတွေမှ အားကိုလို့ရပွေမရှိတော့ပါတဲမိတဲ့ဖျားလဒနန္နာဆိုရင်တော့လေလဒဝဲဖျားလို့အရက်ကခေါ်ယုံသာရှိမှာပါမောင်လင်းရဲ့ ရေဒီယိုအန်ယူဂျီသောတာရှင်များခင်ဗျာဒီနေ့ညရဲ့နောက်ဆုံးအစီအစဉ်အနေနဲ့တိုင်းရင်းသားဘာသာစကားထုတ်လွှင့်မှုမှာတော့ကရင်နီကရားဘာသာနဲ့တပတ်အတွင်းသတင်းတွေကိုခူးတွေကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဘဝမပစီလောပီတမှုပစီခူညာရှုကယ်ရီဒီယိုအန်ဂျီတံရွေကူရီကြရင်ဟိစုထီလူပဲစီနာကရလီငုံနပါဘာမာခူရင်နုပဲ ခလူလူရီကြာရင်နာမှာတနေထော့ဒီတတော်ဆေပနီဒီတီကေဘူးစီအင်ငီ NUG ခွေအပလောက်မှုရင်နာရောအနော်ညီတူအမေရိကန်ဒေါ်လာအစီရှိခါလီဖုန်ပါဟေလွတီနီဒီရီကြာရင်နဟေဆူထေလူပဲစီပါတနေထော့ဒီတတော်ဆေပနီဒီတော်ဆုခါလီရင်နလက်မချိုးပဲနီဒီအင်ငီတတကောတကေနီဒီတီကေဖူအင်ငီကလီအပလောက်မှုရင်နာရောပေမတ်လေအငေးဆူရှိရင်တခြားတဲ့ပိုင်းနဲ့အခုကြာနေတူညီကလေးခါလေးဖုန်ပါသူတို့ အဒီတာကျိုးနွေနီဒီအမေရိကန်ဒေါ်လာအစီရှိခါလီဖွန်လာပါအန်ယူဂျီခွေးရင်တော့ဒီလိုထင်ကြီးကြဒီနာပဲကလီမတ်ကောင်စီအပလော့မိုလေပူကလော့မာနီဒီဗီဒူခါလီစီရင်နတေပေါ်ဆာငေအမခအိုနီဒီဟီနာမအန်ယူဂျီခွေးအပလော့မိုနာစီဒီအမ်တမေဖူစီရင်တော့မေပလော့ချီနီဂျီနာတီကေကလော့တဒကေနီဒီအပလော့မိုဖွန်နထ တနိထောဒီပဲနီဒီတီကေပူစီယခုယင်းလေမေချိုပဲနီဒီအငေလေကူယာပဲနီဒီအငေတမေကလကလိုစီနအမေနီဒီဖုန်နာပါအန်ယူဂျီနာလိုဟေတာနီကဒီနာပဲတနိထောဒီတရောဆေပဲနီဒီတီကေပူစီယငေလေမေချိုပဲနီဒီအငေနာလေကူယာပဲနီဒီတမေကလကလိုစီနမှာမေချိုဖျာပဲနီဒီအငေအန်ယူဂျီခွေယပေါ်မူနာရောအမိုရှင်နီဒီတီကေကလိုအပေါ်မူစီ INGO အပေါ်မူစီဖုန်နာဟေနမှာစင်ငေနီဒီ အန်ယူဂျီခွေယာပလမိုလေပကလမနီဒီဟေခူခလီယင်နာမာချီကိကလောပလမိုစီလေမေဂျိုပဲနီဒီအငင်နာလေကူယာနီဒီအငေတဲမေကလပ်ကလိုစင်လတရီတရာပဲနီဒီအငေတဲဘောဆာနာဟေချီစုကာပဲနီဒီအငေခါလီစီယင်နာမာဘောမူပဲနီဒီအငေဖြီနီဒီတဲတရာခူမေပလော့ဂျီတရီတရန်နီဒီဖုန်နာပါရဆူစင်ငင်နီဒီဖွေဟေနာမာစင်ငင်နီဒီနာတရီတဲကြာယင်နာပဲချီကိကလောခွေယာပလမိုစီနာ ticket lo le me chu ben ni de ngi a paw mu si yin na ma de ne thot di tet ro se ben ni de ticket pu si yin ngi i si yin na ro le me chu ben ni de ticket pu si yin ngi a le ta thu cha kwi chan ni de te me chu yin nu he su thi lu be si pa be mas le ni shin na tu ngi yin nu de ne thot di tet ro se du အထူးချိန်ကြီးကြာဒီဖွင့်လာတော့စကိုင်းဗီဒီယိုဟိုတယ်ဗီဒီယိုအပန်းဒီတူတူ အပင်ဤဒီတနိထောဒီတရောစက်တီကေဖူစီအငိအပေစနလိမေချူပင်ဤဒီအငိစီရင်နအယူစီနာရော အကွိချာဤဒီတမေချူစီဖုနဟိနမစင်ငိဒီလိမေချူပင်ဤဒီဖရလူမီနအခဲအလူမာနီယာဤဒီခါရှိခရယာတီကေပူစီနီလိုရင်နအလိချစ်တဖရဘဲဤဒီအငိဘေပလော့ချီတရီဒရန်ဤဒီနာတော့ဖူဆိုဖူအပလောမူစီအငိအကြွတူတရူချာဟိကန်ဤဒီနာပြင် ကယာလီကေကူရီနာမတနိထောဒီတတော်ဆဲနအိုနီဒူဖွန်နထအပေရှေပြေကယာနီဂျီစီနာမအိုအေနာတိုမနာရောတီကေပူစီရီနာမအရှိရှေညီဒီနာမအိုနီဒူဖွန်နတပဟယာရီနာမတီကေပူစီနာချီပင်နီဒီနာတပြတရှဲစီနအိုနီဒူဖွန်နထစပလကူနီဒီနာတတော်ဆဲစီဝင်လာရောတီကေပူစီရီနာမအပေစင်နာဒေါ်ဆိုအပလော့မှုလေမေချူနီဒီအပလော့မှုစီနမေပေါ်ချူနီဒူဖွန်နထ တတကောတကေမာနီနီဒီတတော်ဆဲစီအငင်းတဆူစင်းညနီကတဲ့ဖွင့်လာပြေနေတုတောတနိထော်ဒီတတော်ဆဲအူနီဒီဖွင့်လာတော့ယာဤထော်ညာနီဒီတကယာလီကေကူတီကေပူစနောအူနီဒီဟီနာမယာတုဘဲနီဒီဖွင့်နာထအကြရီမေချူနီဒီဖွင့်လာပါအတဆူစင်းငယ်အမိုရှင်နီကတဲ့နာပြေကယာလီကေအပလက်ကိုရှိခဲတပတ်ရီနီဒီအငင်းကောင်းစီနာကယာလီကေကူအပလောက်မှုစီမေပလော့ချူနီဒီဖွင့်နာထ တနိထောဒီတတော်ဆက်ပဲနီဒီတိကေပူစီယငိအစီလာကျူနီကြဒီစီနမာတိတာကျိုးပဲနီတေငိအမေကျူနီတို့ဖွင့်နာပါအတိထလီနီကြဒီဖွေဟိနမာစင်ငယ်နီတီနာတရီတေကြရင်နာပဲတနိထောဒီတတော်ဆက်ဒူအိုနီတို့ဖွင့်နာတော့ညာတိကေပူစီညာတိပဲနီဒီတပြတဲ့ရှင်နဲ့အခဲကလီမတ်ကောင်ဆီအပေါ်မူရင်နာတော့အစာပါနီနာကစပေါ်ရင်နာမာအိုနီတို့ဖွင့်နာရယ်ဇဂိုင်းဗီဒူဟိုတယ်လက်မကွေးပကိုးဗီဒူ နေပြည်တော်ကောင်စီခါလီရင်နာခရစ်ကမှုရှိထိုးတဲ့ gate dog ဆိုခါလီစီရင်နကလီမကောက်စီအပေါ်မူရင်နာတော့အဘေစင်နာတက်ဒရဆဲလီပတ်ရီဘန်နီဒီယန်ရဲ့အတက်ဆိုစင်ကြီးနီဒီနာမအိုနီဒီမာနာတော့တကီနာမဒေါ်ဖုစပူလေးထော်ညာနီဒီခါလီစီရင်နအစီချပါနီဒီနာကစဖိုင်နာမအိုနီဒီဖွင့်နာပဲဘင်မတ်လန်နီရှင်နာတူညက်တနီထော်ဒီတက်ဒရဆဲအိုနီဒီဖွင့်နာတော့ညာချီကီအကလာမေကူခါလီရင်နာမ တိကိပုစီလာကျူလဖရနီဒီနာမအူအဲနီဒီဟိနမစင်ငင်းနီဒီနာတရီတေကြရင်နာပြေတနေထော်ဒီတရောဆယ်ဘေနီဒီတိကိပုစီအခုရင်နုလမေချူဘဲနီဒီဖရလုံမြေစီယန်ငဲ့အကြရဲမေချူဖရနီဒီဖုနာပါတဘောစဘောလာအပလောမှုစကွေနာရောဒီထေလွေနီဒီရီကြရင်နဟေဆုထေလူပဲစီပါတနေထော်ဒီတတော်ဆဲဒူအိုနီဒူဖွင့်လာရောလက်မဲ့ကျိုးပဲနီဒီထီကေဖုခရလိုမြေဖူးစီယန်ညက်အကျရရီမဲ့ကျိုးဖျန်နီဒူဖွင့်လာပါ တဖို့စုပေါ်လာအပလောမှုစကွေနာရောဘီမတ်စနေနေရှင်နာဒါငီရင်ဒီထေလနီယာဒီနာပင်တနေ့ထော်ဒီတတော်ဆက်တူအိုနီတူဖွင့်နာရောစကိုင်းဗီဒူဟိုတယ်ဗီဒူဖရိတ်ကေမူပကိုဗီဒူနေပြီးတော့ခါလီအိုပါနီတူတူတို့တော့ဆိုတကောတကြီးခါလီရင်အဘေရှနီကာဒီတီကေပူစီ အစနီကာဒီတဟေစီတဆဘူဆောပဲခါလီစီဘူချီစီပလီစီအိုပါနီတူတူတို့တန်ကြီးခေရိုရယ်လေးကလိုခါလီစီဟိုတယ်စီ ကယ်လီထိုနီယာနီဒီဟီဖျာခါလီစီဆူလီဟိုစီတရွှေရှိစီယင်းအပိကေအင်းဒီနာမအိုနီဒီဒေပိုဆိုဘောလာအပေါ်မူစကွေနာရောဒီတီလီနီကန်ဒီနာပရေမေတ္တရောဆက်တူအိုနီဒူဖွင့်နာရောဒီကေဖူစီယင်းအစီလာကျူလာခရိုနီကာဒီအစီဟီဖျာခါလီစီတူတိုအစီလာကျူလာခရိုနီကာဒီနာမလိမေချူဖရန်ပဲနီဒီအင်းဒေပိုဆိုဘောလာအပေါ်မူစီယင်းနာရောအမေချူဖရန်နီဒူပါဖုန်နာထအလီပိကေလာကျူနီကာဒီနာ အမုံနီဒီဆပ်ပလော့စီတိုဒီထီလင်းနီဒီဖူအီဟင်နာမစင်ငီနီဒီနာတာရီတဲကရရင်နာပဲခုံရဟိဆိုတယ်လို့ပဲစီရေဒီယိုအန်ဂျီတနူကိုရီကြမှာသင်ကြီးကန်ဒီဘေဟာညီတာနီဒီပါမောဖဇီလော်ပရီအမှုရရတွေ့ရသဆင်းနီလော်ဒီပေါ်နတ်တဖရေပါနီတပွေတတရီ ဒီကနေ့ကတော့ဒီညနဲ့ပဲ Radio NUG ရဲ့အစီအစဉ်လေးကိုခਿੱတရနာလိုက်ပါမယ်ရှင်။မြမစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြန်လည်ဆုံတွေ့ကြပါစို့။ Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှာလိုင်းတူ16မီတာ17.9 MHz နဲ့ညပိုင်း၈နာရီခွဲမှာလိုင်းတူ25မီတာ17.6 MHz တွေမှာဓာတ်ရိုက်ဖမ်းလို့ရစေပါမယ်။မြမနိုင်ငံသူနိုင်ငံသားတွေကိုစိတ်နှပြ ကျန်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ရေဒီယို NUG အဖွဲ့သူဖေသားတွေကဆုတောင်းနေကြပါတယ်ရှင်။မေသားနေလို့ဆိုရရင်စက်တော်ရဲ့ပြည်အချက်အလက်တွေကိုများဦးကြီးဌာနကထုတ်လင်းနေတဲ့ရေဒီယို NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာပြည်သားစုတွေနဲ့နိုင်ငံတကာကစေတနာရှင်တွေအားပေးနေတဲ့ရေဒီယို NUG ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရမည်